character မတူဘူးထက်ကျွန်တော်ရင်ခုန်နေဖို့ပေါ့နော်ဘာလို့လဲဆိုတော့မနေ့တိုင်းအလုပ်ရှိရတဲ့အချိန်အလုပ်ကိုသွားတဲ့အချိန်မှာတက်ကြွတက်ကြွနေတဲ့စိတ်ကကျွန်တော်တို့ရွယ်မှာလိုအပ်လာပါဘူးကျွန်တော်အခုနောက်ပိုင်းမြင်လာတဲ့ producer ဘိုင်းရော director ဘိုင်းရောထားပါတော့ဇညုနေရာစားနေရာတစ်ခုမှာမြင်လာတဲ့အမြင်တွေကအရင်နဲ့မတူတော့ဘူး။နေရာလေးလေးပြောင်းလာပါတော့ကျွန်တော်နည်းနည်းခက်ခဲလာခိုင်းကြပါဦး။ဦးချင်းနေနေကြတော့ကိုယူတွေ့တလောက်ဆိုရင်ဒီအရန်တပါဝကြရတဲ့ဟာပေါ့နော်။တရုတ်ဆောင်နေရလို့မခံစားရတဲ့ဟာကိုအရန်စိုက်တယ်။ လို့ရမှာဆိုလဲတိတာရဲ့တေးဥဆောင်နေရလားတကယ်ပြောနေရလားဆိုတာတိတာရပေါ့နော်ဆိုပြီးကိုကြီးဆိုရင် ရှိမှာဆိုလဲဖိုက်တာဝင်သွားပြီဆိုရင်ဘာမှချားရတဲ့အာရုံမထားတော့ကိုအလုပ်ကိုပဲဒီဇိုင်းမမကိုလောက်ရမယ်ပြောရမယ်ဟာကိုပဲအဲ့လိုပြောရတဲ့အထက်မှာပါတယ်ဆိုတော့အဲ့ဒါလေးတော့တင်ဖြစ်တယ် ီကားလေးက driver အကမန်နဲ့ကျွန်တော်ဒုတိယမြောက်ရိုက်ဖြစ်တဲ့ဇလန်တွဲလေးပေါ့နော်ပထမတကားကတော့အတ္တလို့ဒါကတော့ဒီကားမှာတော့ကျွန်တော်ဒီပါဆိုတော့ဇက်ကောင်စရိုက်ကနေစူးစမ်းပြီးတွေ့ဆောင်ရမှာဖြစ်ပါတယ်ဆိုတော့အဲကျွန်တော်တို့ကျွန်တော်တွေ့ဆောင်လုပ်လိုက်တဲ့တန်းဒီမှာဒီလိုပုံစံတွေရိုက်ဘူးလားဆိုရင်ဒီလိုမျိုးလူရသောသားအဖေမေချစ်အဲ့လိုမျိုးဒီလိုကာရိုက်တာရိုက်ဘူးပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီမှာတော့အဲတခြားတမိုးအိန္ဒိယပုံစံနဲ့ကျွန်တော်တို့ culture ဇာညွန်းလေးတွေလည်းရေးထားတာပါတယ်တရုတ်ဆောင်မဲ့ဟာတွေလည်းပါတယ်ဆိုတော့ကျွန်တော်နေနေဆိုင်ခုံမှုတစ်ခုရှိပါတယ်ဆိုတော့အဲ့အတွက်လည်းလက်ခံပြီးတော့ရိုက်ဖို့အတွက်အခုကျွန်တော်တို့ပြင်ဆင်ထားကြတာပါပုံပေါ်ရိုက်ကူးနိုင်သောဇလန်းကြီးဖြစ်ပြီးမြောက်။အနည်းကျတော့ဒီကားမှာနွေတန်းနိုင်ဆိုတဲ့အမျိုးသမီးလေးပေါ့နော်။အဲနွေဆိုတဲ့ကောင်မလေးအဲပြီးတော့ဒီမိသားစုလုပ်ငန်းတွေကိုကူညီပေးတယ်။အဲပြီးတော့ဒီကိုဒီပရဲ့ကောင်မလေးဖြစ်ပါဟုတ်။ဟုတ်ကဲ့။အမြအတွဲလေးပေါ့ဒီလို။ဟုတ်ကဲ့။ဟုတ်ကဲ့လား။ ကျွန်တော်လေးပြောပြပါဦးဒါဘာပဲပြောအဆိုပါရောကျေးဇူးဆောင်ပါရောဆိုတာ ထုံးကစီနီယာလို့ပြောမှာပေါ့ကိုထုံးကစီနီယာလို့ပြောလုံးဝစီနီယာကြီးပေါ့နော်အဲ့လိုမျိုးစီနီယာရိုးရိုးစီနီယာတော့မဟုတ်ဘူးပေါ့ဟိုကိုကြီးနဲ့ကျတော့အရင်တော့မစုံဘူးပေါ့နော်အများအားအစီအစဉ်တွေမှာကိုကြီးဆိုပါတယ်အခုဆိုလည်းအဖိုကြီးမှာကိုကြီးပါတယ်အဲ့လိုမျိုးအစီအစဉ်ကြီးဖြစ်တယ်ပေါ့နော်ဟိုအပြင်မှာကျတော့ဒီရှစ်ကာမှာမှာကိုကြီးနဲ့ဆုံပြစ်တာဟိုဆုံပြစ်လိုက်တဲ့အချိန်မှာကျတော့ကိုကြီးဆီကနေပြီးတော့ကိုကြီးဘလို့နေတယ်တုတ်ဆောင်ရင်ဘလို့ဆိုတာကိုတိုင်းအပြင်မှာမျက်မြင်ကိုတွေ့တွေ့ရတာပေါ့နော်ဆိုတော့အပြင်မှာတွေ့လိုက်ရအောင်မှာပို့ပြီးတော့ပို့ပို့ပြီးတော့လေးစားသွားတာပါ ဒီကားလေးကသူ့အတွက်နောက်ထပ်သေဥဆောင်နဲ့ပတ်သက်ပြီးတော့အဲဘာလို့နိုင်လဲဆိုတာပြသခွင့်ရမယ်အခွင့်အရေးတစ်ခုလို့ကျွန်တော်ကတော့မြင်သားမိပါတယ်ဆိုတော့သူနဲ့ဒီ character လေးကလိုက်ဖက်မှုရှိရတဲ့ director ကိုဒီ production line ကရွေးချယ်ပြီးတော့မှဒါနောက်ဆုံးကျွန်တော်တို့ finalize ဖြစ်လာတဲ့ actor တွေပေါ့နော်ဆိုတော့ဒီကားမှာ actor တွေများတယ်အတိုင်းများသလို character တွေကလည်းဟို ပိုင်ပြီးရောမဟုတ်ပဲနဲ့အရန်အရေးကြီးရဲ့တောက်တန်လေးတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တွေကဒီကားထဲမှာသူ့ကိုအဓိကတေးဥဆောင်ဘယ်လောက်ထိလုံနိုင်လဲဘယ်လိုတေးဥဆောင်နိုင်လဲဆိုတာကိုကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်ပရီမာတော့လိုအပ်တဲ့ဟာလေးတွေတော့ဒိုက်တာမှာကြားရရှိပါတယ်ဇန်ညွန်ဇညုံယုံလေးရလေအဲသူရေးထားလေးကောင်းပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကဒီပါဖြစ်ဖို့နဲ့လွေတန်တားကြီးဖြစ်ဖို့အတွက်ပဲအဓိကစူးစမ်းအားထုတ်ရမှာ။သူကတော့ဟိုနည်းနည်းဥဆောင်အောင်မဲ့ဟာလေးရှိရတယ်ကြိုးအောင်။သူသိပါတယ်။ ။အော်။အော်ဒီကျတော့ဒီ character ဝင်သွားတဲ့အချိန်ကျရင်တော့ဟိုတတ်တက်ကြီးတရုပ်ဆောင်နေရာနဲ့ဒီထရယာလုံးနဲ့ကိုကိုကို item ကလည်းတရုပ်ဆောင်နေဆိုတာထက်ဟိုတသားတဲ့ပေါ့နော်။အဲ့ character ဖြစ်သွားဖို့နေကြီးကအများအမ်းစိတ်ထဲမှာအဲ့လိုဖြစ်ချင်တာပေါ့နော်။အများအမ်းလည်းဖြစ်အောင်လို့စူးစမ်းရဲဆိုတော့ဒီကားမှလည်းတကယ်လို့ဒီကားလေးကိုစပါရိုက်ပြီးဆိုရင်ဒီ character အတိုင်းပဲပေါ့နော်။အပြင်မှာဆိုလည်းကိုအကိုဆိုပေမဲ့ဒီကားမှတကယ်ရိုက်တဲ့ခါကျရင်တော့ကိုကောင်လေးဆိုလည်းကိုကောင်လေးအဖြစ်ပဲစိတ်တွင်းထားမှာဆိုတော့လေဟုတ်။ကျွန်တော်ကိုရိုင်းကကျွန်တော်လုံနိုင်မယ်လို့ယုံကြည်တဲ့ ဇာကားတွေ character တွေပဲအဓိကနံပါတ်1ရွေးချယ်ပါတယ်ဆိုတော့ဟို character မတူဖို့ထက်ကျွန်တော်ရင်ခုန်နေဖို့ပေါ့နော်ဘာလို့လဲဆိုတော့မနေ့အတိုင်းအလုပ်ရှိတဲ့အချိန်အလုပ်ကိုသွားတဲ့အချိန်မှာတက်ကြွတက်ကြွခြင်းတဲ့စိတ်ကကျွန်တော်ရွယ်မှာလိုအပ်လာပါပြီဆိုတော့အရင်တုန်းကလည်းကြိုက်ခဲ့မှုတဲ့ဇလန်းဇက်အိမ်တွေဇက်ကောင်ဇိုက်တွေအများကြီးရှိတဲ့နေရာမှာအခုဒီနောက်ပိုင်းမှာရိုက်ခွင့်ရလာတဲ့ဟာလေးတွေမှာကျွန်တော်တို့ကိုယ်တိုင်ရင်ခုန်ပြီးတော့တကယ်လှုပ်ချင်တဲ့ဟာတွေပဲအဓိကဦးစားပေးပြီးတော့ကျွန်တော်ရွေးချယ်ပြတာပါ ရှိတာပေါ့အလုပ်ရှင်နဲ့တေးဥဆောင်ရှင်နဲ့ဖန်နီးရှင်နဲ့အရာတွေရှိပါတယ်အဲ့အတွက်လည်းကြိုးစားနေရတာပေါ့နော်ဆိုတော့ကိုကိုရိုင်ကအရန်စီစစ်လားဆိုတော့အဲ့မို့ကိုမကြိုက်တဲ့ဟာဆိုရင်တော့မရိုက်ဘူးလို့ပဲပြောဖြစ်တယ်ငငယ်ရဆိုရင်တော့ဟုတ်ကဲ့ဆိုပြီးလုပ်ဖြစ်တဲ့ဟာရှိတယ်အဲကူမကြိုက်ဘူးဆိုတော့ကိုအသက်ရွယ်နဲ့မလိုက်တာရေ။နောက်ကိုကိုယ်တိုင်မလုံနိုင်ဘူးလို့ထင်တာရေပါ။အဲသူကသူကတော့ကောင်းပါလား။ဇာတ်လမ်းနေရာလေ။ကျွန်တော်အခုနောက်ပိုင်းမြင်လာတဲ့ producer ဘိုင်းရောဒါရိုက်တာဘိုင်းရောထားပါတော့ဇာတ်ညွှန်းနေရာအစနေရာတစ်ခုမှာမြင်လာတဲ့အမြင်တွေကအရင်နဲ့မတူတော့ပါဘူး။ ။နေရလေလေပြောင်းလာပါပြီ။ကျွန်တော်နေနေခက်ခဲခဲလာခိုင်းကြပါ။ဟုတ်ကဲ့ညီလိုက်ရတဲ့ကားလေးတော့ရှိတာရော။အဲ့တော့ကျွန်တော်ကျွန်တော်မလုံနိုင်လို့ထင်တဲ့ဟာတွေရှိရှိရတယ်။ဒါမဒီရွယ်မှာမလုံနိုင်သေးရပါဘူးနော်။ဆိုတော့နောက်တစ်ချိန်လုံနိုင်ကြလုံးပါမယ်။ဟိုကိုကအမြဲတမ်းလည်းအကြံပေးရဲ။ခုနဆိုလည်းညီတို့ interview မစခင်မှာဆိုလည်းခွေလိုတေးချာစူးစမ်းဖို့ပေါ့နော်။ဟို character ဖြစ်နေအောင်လို့ဘာကြီးပြင်ဆင်ထားလဲအဲ့လိုပေါ့နော်။ဟို view site ရှိရဲ့စီနီယာပါ။ညီချင်းအနေနဲ့ကြတော့ကိုကြီးကိုတွေ့တဲ့လောက်ဆိုရင်ဒီ အရန်တပါဝါကြရတဲ့ဟာပေါ့နော်တရုတ်ဆောင်နေရလို့မခံစားရတဲ့ဟာကိုအရန်ကြိုက်တယ်ဟိုတရုတ်ဆောင်ကနာမည်ကတရုတ်ဆောင်ပေါ့နော်တကယ်လုတ်တဲ့ခါကျရင်တရုတ်ဆောင်နေရနဲ့မတူအောင်လုပ်ရတာဆိုတော့ဒီကာရိုက်တာဖြစ်နေရဒီမျက်လုံးနေနဲ့ဒီ dialogue flow တွေပေါ့နော် flow တွေမှာဆိုလဲတိတာရတဲ့တရုတ်ဆောင်နေရလားတကယ်ပြောနေရလားဆိုတာတိတာရပေါ့နော်ဆိုပြီးကိုကြီးဆိုရင်ရှေ့မှာဆိုလဲကာရိုက်တာဝင်သွားပြီဆိုရင်ဘာမှချားရတဲ့အာရုံမထားတော့ကိုအလုပ်ကိုပဲ design မမကိုလုပ်ရမယ်ပြောရမယ်ဟာကိုပဲအဲ့လိုပြောရတဲ့အထက်မှာပါတယ်ဆိုတော့အဲ့ဒါလေးတော့တင်ဖြစ်တယ် ယ်ဟုတ်တဘာဝတဘာဝကြရမင်းသားမှာပါတာဟုတ်တဘာဝကြရနေကြီးကကြတော့တဘာဝကြရတရုတ်ဆောင်လို့ရမ်းကြိုက်တယ်နေကြီးကိုယ်တိုင်လည်းအားကြရနေကြီးကိုယ်တိုင်လည်းဖြစ်ချင်တယ်ပေါ့နော်ဆိုတော့ဟုတ်ကိုယ်စီကပညာရတော့ဒါတွေ့တိုင်းယူနေရတယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်တို့တွေအခုဒီအဲဇလန်တွေလေးအခုစတင်ပြီးတော့ရိုက်ကူးအတွက်ကျွန်တော်တို့တွေလုပ်နေကြပါပြီဆိုတော့ဒီဇလန်တွေလေးပြလာတဲ့အချိန်မှာလဲစုံမှတ်ဆိုဇလန်တွေပြလာတဲ့အချိန်မှာလဲကျွန်တော်ရုပ်သံမှာတ िश ူအားပေးဖို့အတွက်ဖိတ်ခေါ်လိုပါတယ်ဗျာ အာဒီကားလေးထွက်လာရင်လည်းအပြေးကြပါအောင်လို့ပြီးတော့ဒီကားလေးကနိုင်ငံတကာမှာလည်းပြဖို့လောဆယ်ရထားတာဆိုတော့ဒီအောင်ပုံမဲ့ကားလို့လည်းယုံကြည်ထားရပေါ့နော်ဆိုတော့ပြည်သက်တွေလည်းထွက်လာရင်ရင်ခုန်ပြီးတော့စိတ်လှုပ်ရှားပြီးတော့စောင့်ကြည့်စောင့်ပြီးကြပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ဆေးစုပါ